အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်အရင်တုန်းကတော့အရင်လတွေပေါ့ဆိုရင်တော့ကျွန်တော်ကတနေ့ခုနေ့တနေ့နာအင်္ဂါဗုဒ္ဓဘုဆိုပြီးတော့ခဏနေတံကိုခဏခုလုပ်ပြီးရေပေါ့အဲ့တော့ကျွန်တော်ကဒီဒီလမှာဒါပေမဲ့ကျွန်တော်လည်းအဲ့လိုမျိုးဗီဒီယိုတွေကိုမတင်တာလဲ ဈာထဲမှာဘယ်လောက်ရှိပါလဲဆိုတော့2လ3လဝန်းကျင်ရှိသွားပြီထင်တယ်။အဲ့တော့ကျွန်တော်ဒီအော်တိုဘာလာအနေစပြီးတော့မှပြန်တင်ပေးဖို့ရှိပါတယ်။အဲ့တော့ကျွန်တော်ကတော့အခုချိန်မှာဒီအဲ့တော့အော်တိုဘာလာတလမှာငွေကြေးကံအကြောင်းတရားနဲ့ပတ်သက်ပြီးတော့မှစပြီးတော့ပြောချင်တာကတော့တနေ့ဝင်တာသမီများအနေနဲ့ပေါ့နော်ဒီအော်တိုဘာလာထဲမှာငွေကြေးကံကတာမန်လာနေတဲ့ပုံပုံပြီးကောင်းဝင်တာလေးတွေရှိတယ်။ ကောင်းမွန်တာလေးတွေတွေ့ရတယ်။မိမိမှာလည်းမွေးကြေးအစားနဲ့ပတ်သက်ပြီးတော့မှအကူအညီပေးမဲ့သူတွေ၊မဆာပေးမဲ့သူတွေလည်းပေါ်လာတတ်တယ်။မထင်မှတ်ထားတဲ့နေရာမျိုးတွေကနေပြီးတော့မွေးကြေးအဆင်ပြေသွားတာမျိုး၊မွေးတွေဝင်လာတာမျိုးဒီပတ်စံကိစ္စတွေအဆင်ပြေသွားတာမျိုးပေါ့နော်။အဲ့လိုမျိုးတွေလည်းကြုံတွေ့ရစရာလည်းရှိတယ်။ဟိုပြောချင်တာတော့အော်တိုဘာလာထဲမှာတော့တရုတ်နေသားသမီးများအနေနဲ့မွေးကြေးကန်ကောင်းဆုံးလို့ပြောလို့ရလောက်အောင်ကိုများတယ် ငွေရေးကန်နဲ့ပတ်သက်ပြီးတော့တခုခုအကူအညီအထောက်အပံ့တခုခုလိုအပ်တယ်ဆိုရင်တော့အမျိုးသမီးတဦးထံကနေပြီးတော့ကနေကြည့်ပြီးတော့ဒီအကူအညီထောက်ပံ့နေရတတ်တယ်အဆင်ပြေသွားတတ်တယ်ပေါ့နော်တနေ့နာသာသမီများအနေနဲ့တော့အော်တိုဘားလာတဲ့မှာပေါ့မွေးကြီးကန်တဲ့ကြောင်းလေးရနေပတ်သက်ပြီးပြောမှာဆိုရင်တော့တာမန်ထက်ကိုပုံပြီးတော့ရှာရတယ်တာမန်ထက်ကိုပုံပြီးတော့အကျက်သေးတယ်လို့ခံစားရတယ်လာလို့ပြောလို့ရတယ် မွေရမဝင်ဘူးလားဆိုတော့မဟုတ်ဘူးပဲနဲ့ပတ်စံမရှိဘူးလားတော့မဟုတ်ဘူးရှိရဲ့ဒါပေမဲ့ဟိုပုံမှန်ထက်ကိုကြက်တဲပြောပုံမှန်ဝင်နေတဲ့အချိန်ပဲဝင်နေပြီးတော့ဟိုမွေရမ်းကြက်သွားတဲ့ပုံစံမျိုးအမွေအရန်ခက်ခဲသွားတဲ့ပုံစံမျိုးရှုပ်ထွေးသွားတဲ့ပုံစံမျိုးဟိုပြောမှဆိုရင်တော့မွေကဘာလို့ဖြစ်သွားမှမသိပဲနဲ့ပေါ့နော်ကိုယ့်လက်ထဲတော့ဝင်လာတယ်ကုံစရာရှိရလေးလဲအရင်လောက်အတိုင်းပဲကုံတာပဲဘာမှထွေး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 ကုံသွားတာမျိုးမရှိဘူးဒါပေမဲ့လည်းပုံမှန်ထက်ကိုပို့ပြီးတော့ ခက်ခဲသွားတာမျိုးဖြစ်တတ်တယ်။အနောက်ရှက်လေးတွေရှိတယ်ပေါ့နော်။ငူရေကန်နဲ့ပတ်သက်ပြီးတော့အဲ့ပြင်ကိုဘယ်လိုခေါ်လဲဆိုတော့ငူကိုလက်ထဲကိုပတ်ဆက်မရအောင်လက်ထဲကိုငူမေးနေပါအောင်လို့ဆိုပြီးတော့မှကိုယ်ကိုနှောက်ရှက်နေတဲ့သူတွေရှိတယ်။ကိုယ့်ရှိငွေမရအောင်ကြံဆောင်နေတဲ့သူတွေရှိတယ်။အဲ့လူတွေကြောင့်လေကိုယ့်ရှိကိုငွေရပေါက်ရန်လန်းနေအားနေသွားတယ်လို့လည်းပြောချင်ပြောလို့ရတယ်။အဲ့တော့ တရိဏသာသမီများအနေနဲ့ဒီဆယ်လာပိုင်းမှာတော့ဒီသူတပားအကြောင်းအကြောင်းကြောင့်ကိုကြောင့်ဘုံပဲနဲ့သူတပားတွေအကြောင်းသူတပားကိစ္စတွေရဲ့ဒီအကြောင်းငွေကြေးဆုံးရှုံးရခြင်းငွေဝင်နေခြင်းငွေထွက်များခြင်းတွေကြုံတွေ့ရဖို့ရှိတယ်ပြောရမှာဆိုရင်တော့ငွေအကြက်တဲများတယ်ကိုကြောင့်တော့မဟုတ်သူများကြောင့်ပေါ့အဲ့တော့မကုံကြင်ဘူးဆိုရင်ဘသူဘေဝါဝမှာဂီယုံဆိုင်တယ်ဘသူခတ်ခဲမှာမကူညီနဲ့ပြည့်ပြည့်နာမှာမကူညီနဲ့ဘေးတဲ့နာမှာဝင်မရှုံးနဲ့အဲ့ဒါဆိုရင်တော့ဘာပြည့်နာမှာတက်စရာမရှိဘူးအဲ့ဒါဆိုရင်တော့ကိုနေနေတော့လူမှုဆိုင်ကြီးမှာတော့ရအားနေပါလိမ့်မှာပေါ့နော်အဲ့ချက်တော့ရှိပါ အဲ့တော့ဒီဗုဒ္ဓဘူးအင်္ဂါအင်္ဂါတော်သမီးများနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကာလမှာကြတော့ပါလဲဆိုတော့ပြောပြောနေသင်ခဲ့လို့ပြောလို့ရတယ်။အကြောင်းလဲဆိုတော့အဆန်ကဝန်တစ်ချက်ဝန်တစ်ချက်ပုံမှန်တိုင်းပဲပို့ပြီးတိုးပေါ်ရတာမရှိဘူးပို့ပြီးယောင်နေရတာမရှိဘူး။အိုးရေရေတော့မွေရအလောက်ရနေရယူပါလဲအလောက်ပဲရနေမယ်ဘာမှပြောင်းလဲရတာမရှိဘူးဘာမှတိုးတက်သွားတာမရှိဘူးဘာမှ ကြီးကျယ်သွားတာမျိုးမရှိဘူးပြောချင်တာကမိကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဟာအသေးတိုင်းလိုနေတယ်သူကရာနဲ့ရှိထောင်းနဲ့ရှိလိုနေမယ်ဒီကာလမှာလာလိုကြည့်မရနိုင်သေးဘူးရရဖို့ရဖို့ရလန်းခက်ခဲရတယ်ကိုကအများကြီးရင်းနှီးမြုပ်နှံပြောမှဆိုတာကဗျာအရင်တော့ဟိုကိုလက်ထဲမှာရှိရအပေါင်းပစ္စည်းဗျာအိမ်တော်တော့ပေးလိုက်လို့တိတ်တောက်တော့ရတယ်ဆိုရင်တော့အိမ်တော်တော့ပေးလိုက်ရင်တော့မှတိတ်တောက်တော့ရဖို့ခွင့်လေးမရှိဘူးပြောချင်တာတန်ရာတန်ကြီးနဲ့ထိုက်တန်တဲ့အရာအကုန်ကိုဒီလောက်မှဖြစ်နိုင်ဘူး အဲ့တော့ဒီလမှာပုံမှန်အတိုင်းပဲပုံမှန်ဖြေရိုးပစ္စည်းအတိုင်းပဲဒုံရရဒုံရင်းပဲဖြစ်နေတာကောင်းတယ်ဒုံရရဒုံရင်းဖြစ်နေတဲ့ဟာကိုကအကြောင်းအကျောင်းတစ်ခုခုကြောင်းမလို့ငွေချင်းကုန်ကြရပြီဆိုရင်တာမန်ထပ်ပုံကုန်ကြရမယ်တာမန်ထပ်ပို့ပြီးခက်ခဲမယ်တော့တွေ့ရတယ်အဲ့တော့ဒီကထဲမှာတော့ငွေချင်းအကြက်တဲဆုံးလို့တက်ရအောင်ဆိုရင်တော့အင်ဒါသားသမီးတွေကတော့ဒီလာထဲမှာငွေချင်းအကြက်တဲဆုံးလို့ပြောပြရတယ်နော်ငွေချင်းခက်ခဲဆုံးလို့ပြောလို့ရတယ် ဗုဒ္ဓဟူသာသမီအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဗုဒ္ဓဟူသာသမီတွေကကြတော့ဒီဆယ်လာပိုင်းမှာမွေးကြေးကံနေမြင့်နေအားကောင်းတာကိုတွေ့ရတယ်။တာမထက်ပို့ပြီးတော့ထူးခြားတဲ့လောက်လည်းပြောလို့ရတယ်။အဓိကပါလဲဆိုတော့ဒီကာလမှာငွေကုန်ရဂျုံးနှက်ပြီးတော့ရာသိမ့်ရထိုက်တာလည်းရတယ်။မမီကတရသိန်းတရသုံးပိုင်းလို့သိန်းတရနဲ့ထိုက်တန်တဲ့တန်ဖိုးရလက်တူတဲ့ PC တစ်ခုခုတော့မဟုတ်တန်ကြေးတစ်ခုခုတော့မဟုတ်တန်ရတစ်ခုခုရတယ်။ ပြောချင်တာကဒီဆယ်လာပိုင်းတည်းမှာဆုံရှုံရတယ်လို့မရှိဘူး။ကုံသွားတာပဲရှိတယ်။ကုံတဲ့ဟာလည်းအမြဲတကူကစီးပွားရေးကူကူလုံးလိုက်ရလို့ကုံသွားလို့သဘောထားပြီးတော့နေရတော့ဒီလလုံးဝစီပြီးသွားလိမ့်မယ်။နော်။လုံးဝစီပြီးသွားလိမ့်မယ်။လုံးဝ okay သွားလိမ့်မယ်။လုံးဝနှောင့်ရှက်လေးကင်းသွားလိမ့်မယ်။အဲ့တော့ဒီကာလမှာတော့ဘုံတူသားသမီးများအနေနဲ့တော့လုံးရာရှိအောင်ပြည့်ပြည့်သားသားလုံးတွေ့ဝေမနေနဲ့ ဟိုဒါပေမဲ့တခုတော့ရှိရဲ့လောဘကြီးလို့မရဘူးလောဘတက်လို့မရဘူးကိုယ်လက်ထဲကိုရောက်လာတဲ့အရာများများအားလုံးကကိုယ်နဲ့ထိုက်တန်လို့ရောက်လာတာဖြစ်တယ်အဲ့တော့သုံးစရာချက်သုံးမယ်သုံးစရာချက်သုံးမယ်ဝေးရာရှိရပါမယ်ပျော်ရင်းနေလိုက်ရမယ်စီးပွားရေးလုပ်မယ်ဆိုရင်ကာလမှာလုံးဝလုံးဝလုံးတင်တယ်လုံးလို့ကောင်းဆုံးသားလို့လည်းပြောလို့ရတယ်တတာရိသသမီးများအနေနဲ့ပြောရမယ်ဆိုရင်တတာရိသသမီးများကတော့ဒီလမှာဒီမိမိကန်တွယ်ထားတဲ့မိမိစီးပွားရှာထားတဲ့မိမိအသေးအံရှာပွေထားတဲ့မျိုးကြီးတွေ အကြောင်းအရာတစ်ခုခုကြောင့်ဆုံးရှုံးသွားဖို့ရှိတယ်ပြောချင်တာတော့အကျွေးတွေပြန်ရမယ်လို့ဆိုပြီးတော့ဟိုကိုကိုကကတိအထက်ထက်နဲ့ပေးထားရင်တောင်မှဒီလာတော့မလုံးဝပြန်မရနိုင်တော့ပြန်ရဖို့အရန်နေသွားမယ်ဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟိုတဏှာနဲ့ရဖို့ရှိတယ်အဲ့ရရရစီပြီးတော့ဆိုရဖို့အခွင့်အရေးမနေပြောချင်တာမွေးကြီးနဲ့ပတ်သက်တဲ့ကိစ္စမှန်မြန်အားလုံးကဒီလာမှာညံ့တယ်နော်အဲ့တော့အင်္ဂါသာသမီးနဲ့ရှင်လာရောညံ့မလားလို့မေးရင်တော့ဒုတိယထဲမှာပါတယ်အင်္ဂါသာသမီးကတော့အညံ့ဆုံးထဲမှာပါတယ် တတပရိကတော့ဒုတိယအညံ့ဆုံးထဲမှာတော့ပါနေတယ်။အဲ့တော့ဒီကတော့မှာငွေနဲ့ရင်းပြီးတော့ရှာရတဲ့အရာမများအောင်ကျွန်တော်တော့မစ조사နိုင်ဘူးမ try နိုင်ဘူးငွေနဲ့ရင်းရတဲ့အလုပ်တွေကိုတော့မလုပ်နိုင်ကြဘူး။ဟိုပြောမှဆိုတော့ခွန်အားနဲ့ရင်းရရင်းရပညာနဲ့ရင်းရင်းရတော့ရတယ်။ငွေလိုရတဲ့ဟာကိုပတ်စံတွေအတုံပေးပြီးတော့ငွေမရှာနဲ့ဒီကလာမှာပြောချင်တာကိုပဆန်ရားကိုစီးပွားရေးကောင်းအောင်တဲ့ယင်းညွန့်နယ်မှုတွေမလုံးနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တာငွေကိုအဆုလိုက်အကျုံလိုက်ကြီးမတုံးနဲ့မဖြုံးနဲ့ လို့ကျွန်တော်နေနေပြောခြင်းတယ်အဲ့တော့သုံးမိဖြုံးမိမယ်ဆိုတော့ဆုံချုံသွားတဲ့အရာကိုင်းတော့ပရင်ချက်ကိုပုံများလိမ့်မယ်တိုင်းတထောင်လောက်ဆုံချုံလိုက်ရတာမဟုတ်ပဲနဲ့တိုင်းထောင်လောက်အွန်လိုင်းတော့ကိုယ်ရင်ထဲမှာတိုင်းတောင်းလောက်ဆုံချုံသွားတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်သွားနိုင်တာကိုတွေ့ရတယ်အဲ့တော့ဒီတောက်ကြသားသမီးများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဒီလာထဲမှာတော့ငွေကြေးကတော့ပြောရမယ်ဆိုရင်တော့ရေစီးတိုင်းပဲမျောပါနေတဲ့အတိုင်းပဲရှိနေတော့မယ်။ဆောင်ရမ်းကြီးโอเคွားတာမျိုးဆောင်ရမ်းကြီးစင်ပြေွားတာမျိုး ဟိုလိုကလာကူညီဒီလိုကလာကူညီလို့မဟုတ်ဘူး။ဒါပေမဲ့ဒီတဲတဲမှာတော့မွေကြီးတိစားနဲ့ပတ်သက်ပြီးရောရပေါက်ရနန်းတွေအများကြီးရောက်လာတတ်တယ်။မွေရင်းပြီးမဟုတ်ဘဲနဲ့မိမိရဲ့ပညာလည်းမိတိထားတတ်ထားတဲ့အသိပညာတွေကိုတုံးချပြီးတော့ဒီကာလမှာအဲ့ဒီတိပညာတတ်ပညာတွေကိုအတုံးချပြီးတော့ရစီရအရှိရာတွေအများကြီးရလို့ရတယ်။လုံးစီရအရှိရာတွေအများကြီးလို့ရတယ်။ပြောချင်တာလေးလာတဲ့မှာမိမိလုံးနိုင်တဲ့ဘက်ကိုရမယ်မလုံးနိုင်ဘူး။ မိမိကဆိုတော့မိမိရတဲ့ပတ်စံမိမိရတဲ့မူကြီးကမိမိပင်ပန်းပြီးတကယ်ပင်ပန်းပြီးတကယ်ရတဲ့ပတ်စံတွေဖြစ်လာလိမ့်မယ်။အရင်သားတွေမှာတော့ရတဲ့ပတ်စံအားလုံးကဟိုတာမန်တဲ့ဟိုအရင်ကြီးအားကျိုးစားအားထုတ်ဆရာမလိုပဲနဲ့ရရလဲပုံစံဖြစ်ကောင်းဖြစ်မယ်ဒီကာလမှာတတော်ကြီးကိုကြိုးစားအားထုတ်ပြီးမှရလာလိမ့်မယ်။နော်။ပြီးရခါကျဒီကာလမှာပေါ့စီးပွားရေးလုပ်ငန်းတွေပို့ပြီးတိုးချဲ့တာမျိုးပို့ပြီးလုပ်ကြတယ်အိုင်ဒီယာတက်တွေထုတ်ပြီးတော့အလုပ်ဆရာဆရာတွေလုပ်ပါလို့အကြံပေးရတယ်။ဆိုတော့ဒီကာလမှာလုံးတက်လုံးထိုင်တာမများအားလုံးလုံးငွေတော့မရင်းနဲ့ပညာရရမလားရင်း ဟိုခွန်အားရရမလားရှင်ငွေရင်းမျိုးမလုပ်နဲ့အဲ့ခွန်အားနဲ့ပတ်စံအဲခွန်အားနဲ့ပညာကိုရင်းပြီးတော့လုံးဆရာကြီးအကုန်လုံးစင်ပြပါလိမ့်မယ်လို့ပြောလို့ရတယ်စနေသားသမီးများအနေနဲ့ပြောမှဒီကာလမှာကောင်းတယ်လို့ပြောလို့ရတယ်ညုတ်ငုံနေတဲ့ပတ်စံတွေညုတ်နေတဲ့ပတ်စံတွေသူတပါးရှာရမယ့်ပတ်စံတွေတော့မဟုတ်ကိုကိုမာကိုလည်းစီးပွားရေးမသိဘယ်ရမှန်းမသိရစီးပွားရေးအစင်ပြွားပြီးတော့ဝုန်းနေတဲ့ဆိုပတ်စံဝင်သွားတာလို့ပတ်စံတိုးတက်လာတာမျိုးဆိုတဲ့ကိစ္စမျိုးတွေပေါ်လာတတ်တယ် မိမိတော့မတွေးထားတဲ့နေရာနေပြီးတော့မွေးကြီးကံကောင်းမှုတွေလည်းဒီကာလမှာကြုံရကြရှိတယ်။ဆိုတော့ဘယုံနဲ့ဖြတ်ကနေအုံကနေတိုင်းကနေပေါ့နော်မမိမသိရနေရနေပြီးတော့မွေကြီးတွေအစီအမီွားတာမွေကြီးတွေ okay ွားတာဟာဘာမှမသိပဲနဲ့သူကကုနေလိုက်လို့အစီအမီွားတာမျိုးဆိုတော့ဟာမျိုးပလျက်တပြက်နဲ့ထီပေါက်တာမလျက်ပြက်နဲ့ပတ်စံဝင်တာမျိုးလို့ခေါ်တယ်ဒီကာလမှာဘယ်လိုပြောလို့ရတောချင်တာဘယ်လိုခေါ်လဲဆိုတော့ထီပေါက်တကယ်တော့ကံကောင်းနဲ့လာလို့ပြောလို့ရတယ်စနေသားသမီးများအနေနဲ့ပေါ့နော်အဲကြောင့်ကျွန်တော်ခုနှစ်နေနဲ့ပတ်သက်တဲ့ ဒီမွေးကြီးကံအကြောင်းတရားလေးကိုပြောပြပြီးသွားရဖြစ်တယ်အဲ့တော့ဒီရရာလို့ခေါ်တဲ့အကြောင်းအရာတစ်ခုခုကိုကျွန်တော်ဒီဗီဒီယိုတသက်တစ်ခုလုပ်ပေးပါမယ်နော်ဟိုဒါတော့မွေးကြီးကံတရားလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပါပြီအားလုံးမွေးကြီးခက်ခဲနေတဲ့သူတွေအားလုံးမွေးကြီးအစီအမိကြပါစေ ehi laban ehi dannan ဖြစ်တော်မူကြပါစေကျွန်တော်နေပြောချင်ပါတယ်အားလုံးโอเคပါစေခင်ဗျာ